နော်ဟို2023ခုနှစ်မှာပေါ့နော်နိုင်ငံတော်အစိုးရကနေပြီးတော့မှပြန်လည်ပြည့်ဖြိုးမယ်စွန့်အင်ထုတ်လုပ်မှုအားပေးအားပေးတယ်အဲ့ဒါကြောင့်မို့ဆက်မှုဇုံရဲ့ဆက်မှုဇုံရဲ့ဆက်ယုံခေါင်မိုးပေါ်မှာနေအောင်ကြီးစွန့်အင်ကိုတင်ပြီးတော့မှဒီနေအောင်ကြီးစွန့်အင်ထုတ်လုပ်တာပေါ့နော်1 1ကီလိုနာရီလင်းနဲ့ခုနကတော့ GWH တွေနဲ့နော်ဒီမှာကျတော့ကီလိုနာရီလဲပြောတယ်ကျွန်မသိတော့နားမလဲဟုတ်1ကီလိုနာရီကို85ချက်နှုန်းနဲ့တဲ့အစိုးရမှဝယ်ယူပေးတယ်ဥမာထားပါတော့ စက်ယုံတယုံကသူ့တနိုင်တပိုင်းအတွက်သူရင်းနှီးမြုပ်နှံပြီးတော့မှသူ့စက်ယုံလဲမယ်ဒါပေမဲ့ပို့လို့ရှင့်လဲအစိုးရရဲ့အဲဒီမဟာတာအားလိုင်းတဲ့ကိုဟိုအပို့လွတ်ပြီးတော့မှအစိုးရကိုလဲရောင်းလို့ရတယ်ရောင်းတာကတော့1ကီလိုနာရီကို85ချက်နှုန်းနဲ့အစိုးရကနေဝယ်ယူပေးနေပေမဲ့လဲတဲ့အဲကြံ့ငွေတံမိုးကြဆင်းတာကြောင့်မလို့ထုတ်လုပ်မှုဈေးကိုမကာမိဘူးပေါ့နော်။တော့အဲ့ဒါတွေဖြစ်နေပါလေရှင့်အခုဟာလေအဲဘာလဲဆိုလို့ရှိရင်ကျမတို့ အာဒီဒီထုတ်လုပ်တဲ့သုံးတဲ့လူတွေကရှိပေမဲ့လေထုတ်ထုတ်တဲ့လူတွေကအာထုတ်လုပ်တဲ့သူတွေကအာမကြိုက်ဘူးပေါ့နော်မကြိုက်တော့ရေရှည်မဆောင်ရွက်နိုင်ဘူးနောက်တစ်ခုကဘာဖြစ်လဲဆိုလို့ရှိရင်အဲအစိုးရအနေနဲ့လည်းအစိုးရအနေနဲ့လည်းတဲ့နိုင်ငံတော်ဘတ်ဂျက်ထဲကနေပြီးတော့မှအစိုးရအနေနဲ့လည်းနိုင်ငံတော်ဘတ်ဂျက်ထဲကနေရှော့ပြီးတော့မှဆောင်ရွက်နေရတာပေါ့နော် နိုင်ငံတော်ဘတ်ဂျက်ထဲကနေပြီးတော့မှဒီဒီဒီ စိုက်ပြီးတော့မှ short zin နဲ့ပြည်သူလူထုဆရာကောက်နေရတာပေါ့ရှင်။နော်အဲ့ဒါကြောင့်မလို့ကျမတို့အနေနဲ့အာပြည်သူလူထုကတော့ကိုယ်တုံးကျင်တာတော့မှန်တယ်သို့တော်လည်းဒီလိုအခြေအနေလေးတွေရှိတယ်ဆိုတော့ပြည်သူလူထုသိခြင်းအဖြစ်အဲသားသမီးနဲ့မိဘလိုပဲပေါ့နော်။ဥမာအဲကျမအဲအဲ့လိုပေါ့ဘယ်ဘယ်မိသားစုမဆိုပေါ့နော်။မိဘအဆင်ပြေတယ်ဆိုသားသမီးကတုံးလို့ဆွဲလို့ရတယ်။မိဘအဆင်မပြေရင်လည်းအဆင်မပြေချောင်းတိပြီးတော့မှသားသမီးကလည်းချွေချွေတာတာတုံးတာမျိုးပေါ့နော်။ဒါမျိုးလေး ဒါမျိုးလေးဟို social contract ပေါ့ရှင်အစိုးရနဲ့ဖြည်သူလူလူကြားမှာ social contract လေးဒါငါတို့အစိုးရဖြစ်တယ်အကောင်းဆုံးတော့လုတ်ပေးနေတာပဲဒါပေမဲ့လုတ်ပေးတဲ့ကြားတွေကနေကိုလိုချင်တယ်လို့မဖြစ်ရင်လည်းနားလည်မှုပေးပြီးစိတ်မဆိုးတာမျိုးပေါ့နော်ဒါမျိုးလေးတွေလည်းအဲလိုအပ်နေတယ်လို့ထင်ပါတယ်ရှင်နားလည်မှုပေါ့နော်အစိုးရနဲ့ပြည်သူလူထုကြားအစိုးရဘက်ကကြည့်လို့ရှင်လဲပြည်သူလူထုတွေဆိုတာလျှက်စစ်တပ်အားလိုအပ်နေတယ်တော့လျှက်စစ်တပ်အားမရတဲ့အခါကျတော့ပြည်သူလူထုတွေလည်း အဟိုဒီဒီပေါ့ residence တွေပေါ့နော်ဒီနေအိမ်မှာတုံးတယ်ဆိုလို့ရှိရင်လည်းရေတင်လို့မရဘူးဒါရန်ကုန်မြို့ကြီးလိုမျိုးဆိုရင်လေမီးမလာလို့ရှိရင်ရေတင်လို့မရဘူးရေတင်လို့မရရင်တခြားအတကူရေတန့်ရှင်းတာဆေးကြောတာချက်ပြုတ်တာအစဒုက္ခတွေရောက်ကုန်အကုန်လုံးပေါ့နော်ဆိုလို့ရှိရင်ပြီးလို့ရှိရင်မီးညတကောင်သလွဲမှာမီးလာရင်ရေထတင်ရတယ်စောင့်တင်ရတယ်နော်အဲ့လိုမျိုးလေးတွေပေါ့နော်အဲ့ချိန်ကျမှပကန်းတွေဘာတွေထဆေးရတယ် အဲဒါလည်းရှိနိုင်တာပေါ့နော်အဲကြလူတွေကအိတ်ရေးပြက်တယ်ပြီးတော့အချိန်တန်တော့လည်းအိတ်ရထပြီးအလုတ်ကသွားကြရသေးတယ်အဲဆိုတော့ဒါတွေကမုံလုံးဆက်ကူကတ်နေတာပေါ့နော်ဆိုလို့ရှိရင်အစိုးရဘက်ကလည်းမီးအစိုးရကဒီလျှက်စစ်မီးပေးတာတွေဒီလိုတွေဟိုပါပေါ့နော်အရန်နေနဲနေလို့ရှိရင်ပြည်သူလူထုလည်းတော်တော်ဒုက္ခရှိတယ်အဲပေါ့ပေါ့နော်ပြီးလို့ရှိရင်ပြည်သူလူထုဘက်ကကြည့်တော့လည်းအစိုးရကလည်းမပေးချင်တာမဟုတ်ဘူးသူ့မှာအခက်အခဲတွေရှိတယ်ခုနကလိုပရိပခတ်ဒေသအောင်ကြားရောက်နေတယ်နိုင်ငံတကာ အာနိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေနဲ့နှီးပညာအကူအညီတွေမရဘူးအာ spare parts တွေဝယ်လို့မရဘူးပြီးလို့ရှိရင်ဘာဖြစ်လဲအဲကျွန်တော်တို့မြန်မာနိုင်ငံရဲ့ macro စီးပွားရေးအခြေအနေရမြန်မာကျပ်ငွေတန်ဖိုးကျဆင်းတဲ့ဒေါ်လာဈေးတွေတက်တယ်နောက် LNG ဈေးကလည်းကမ္ဘာမှာတက်တာပေါ့နော်ဟိုကျွန်တော်တို့ကမ္ဘာရဲ့ကမ္ဘာဈေးကွက်မှာကော LNG ရဲ့ဈေးတွေကတက်နေတယ်ဆိုတော့မျက်စစ်တအားထုတ်လုပ်တဲ့သူတွေလည်းရင်းနှီးမြှုပ်နှံတဲ့သူတွေလည်းတွက်ချေမကိုက်ဘူးမကိုက်တော့ပြန်ကုန်ကြတယ်ပေါ့နော် ဒါမျိုးလေးတွေနဲ့မုံလုံးဆက်ကူကနေတာတွေ့ရပါလားရှင်အဲ့ဒါကြောင့်မလို့ကျမတို့ကဘာကိုပြောရှင်လဲဆိုလို့ရှိရင်အဲပြောစရာတွေကတော့ရှိသေးတယ်ဒါပေမဲ့ကျမလေအဲဘဏနာရှိလဲတိတ်ညင်းငွေသွားမှာဆိုလို့9နာရီ7မိနစ်ဆိုတော့9နာရီနဲ့7မိနစ်တော့ရှိပြီအရင်ညင်းငွေသွားမှာဆိုလို့ပေါ့နော်ဟိုဆိုလို့ရှိရင်ကျမတို့အချုပ်ပြောမယ်ဆိုရင်တော့အနောက်နောက်တစ်ခုလေအားလျက်ဆက်ရှင်လေအားလျက်ဆက်က2023နှစ်စံပိုင်းမှာတဲ့ရခိုင်ပြည်နယ်မှာလေအားလျက်ဆက်ဖြစ်နိုင်စွာလေလာချက်ကို ဟို၃ခုပေါ့နော်ခွားမှာ50မဂါဝတ်အမ်းမှာ150မဂါဝတ်တန်တွဲမှာ130မဂါဝတ်အဲအဲ့လိုပေါ့နော်ဒါဖြစ်နိုင်စွမ်းလေ့လာချက်ဆို feasibility study ပေါ့ရှင်လေလေတိုက်လေတိုက်လေတိုက်တဲ့အချိန်မှာပန်ကာလေးတွေလဲမယ်အဲ့ဒီပန်ကာလေးတွေလဲတာနေပြီးတော့မှကျွန်တော်တို့လျှက်စစ်တာအားထုတ်လုပ်မယ်ဆိုလို့ရှိရင်ဒါရခိုင်ကန်ယိုတန်းဒေသဒါပင်လယ်ကမ်းခြေဒေသဖြစ်တော့လေတိုက်လုံးကောင်းတယ်ပေါ့နော်ကောင်းတော့၃ခုရှိပါတယ်လေအားလျှက်စစ် feasibility study လုပ်တာကွာမှာ90 MW ထုတ်နိုင်မယ်အမ်းမှာ150 MW ထုတ်နိုင်မယ်တန်တွဲမှာ130 MW တောင်ထုတ်နိုင်မယ်ပေါ့နော်အထုတ်နိုင်မယ်ထုတ်နိုင်မယ်ဒါပေမဲ့လည်း2023ခုနှစ်နိုဝင်ဘာလနေစပြီးအကြမ်းဖက်မှုတွေအပေါ်ပေါက်လာပြီးတော့မှရှေ့ဆက်မဆောင်ရွက်နိုင်ဘူးပေါ့နော်ပြီးလို့ရှိရင်2023ခုနှစ်မှာပဲရခိုင်နဲ့အေရဝတီတိုင်းတို့မှာလေအားလျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေးနားလည်မှုစွာစကြွန်လွာ၈ခုကိုရေးထိုးခဲ့တယ် နောက်စုစုပေါင်းပမာဏဟာ1230မဂါဝတ်ဖြစ်ပါတယ်ရှင်။ဆိုလို့ရှိရင်လေလေတိုက်တာနေပြီးတော့လျှက်စစ်ထုတ်နိုင်တယ်ဆိုတော့ကျွန်တော်တို့ကတော်တော်လေးကောင်းတာပေါ့နော်။ကျွန်မထင်တာကုန်ကျစရိတ်လည်းနည်းမှာပါရှင်။အဲဒီနားလည်မှုစာကျွန်လောလည်းအဲသူက ARV တိုင်းကလည်းဟိုအောင်ရှင်ဒါဒါပင်လယ်ကမ်းခြေဒေသဖြစ်တဲ့ရခိုင်ရောဆိုရခိုင်နဲ့ ARV နှစ်ခုပေါင်းမှာနားလည်မှုစာကျွန်လော၈ခုရေးထိုးထားတယ်။ပမာဏအားဖြင့်တော့1230မဂါဝတ်ရှိပါတယ်။ ဲသို့တော်လည်းအေရီတိုင်းကတော့ဆက်လုပ်လို့ရမှာပါအဲသို့တော်လည်းရခိုင်ပေါ့နော်ရခိုင်မှာအဲဂွားရဲအမ်းရဲတန်တွဲရဲပေါ့နော်အဲ့လိုနေရာတွေမှာအကျန်းဖက်မှုတွေပေါ်ပေါက်လို့ရှေ့ဆက်မဆောင်ရွက်နိုင်ဘူးပေါ့နော်ညအကြောင်းကိုကျမလေအချုပ်လေးကဘာအရန်ရေးကြီးလဲဆိုရင်ကျမတို့ပြိပက္ခတွေကင်းစင်တဲ့နိုင်ငံဖြစ်ဖို့တော်တော်ရေးကြီးနေပါလေရှင့်ညအကြောင်းပြည်သူလူထုအချင်းချင်းလဲစီးလုံးညီညွတ်ပြီးတော့မှာ တယောက်နဲ့တယောက်တာဒါဟိုဘာပေါ့နော်တရေတမြေတဲ့နေတရေတဲ့တော့အဲပေါ့နော်တနိုင်ငံနေသားတွေအဲဘာဖြစ်လို့ဟိုရန်ဖြစ်နေကြမှာလဲအဲကိုကိုအိမ်သူအိမ်သားချင်းချင်းဘာလို့ရန်ဖြစ်နေကြမှာလဲအဲရန်ဖြစ်ခြင်းအဖြစ်ဒီလိုဆိုးကျိုးတွေရှိတာပေါ့နော်ဆိုလို့ရှိရင်ရန်ဖြစ်တဲ့အထက်မှာမပါတဲ့အများပြည်သူလဲအဲဒုက္ခရှိတာပေါ့ရှင်